ရှောင်းပိုင်းနဲ့ရှောင်းချင်းဆိုတဲ့မွေညီမလျောက်ဟာရှောင်းပိုင်းရဲ့ယောက်ျားကိုကယ်ဖို့အတွက်ကျင်းစံပြားချောင်းကိုဖျက်ဆီးဖို့လုပ်နေပါတယ်။ညီမလျောက်ဟာလိုင်းလုံးကြီးတွေကိုဖန်တီးပြီးစတင်တိုက်ခိုက်ပါတယ်။တစ်ဖက်ကဖုံးတော်ကြီးကလည်းထူညီမလျောက်ရဲ့လိုင်းလုံးတွေကိုပြန်ခုခံတိုက်ခိုက်တော့ညီမလျောက်ဟာတော့မော်ကိုလွင့်ချသွားခဲ့ပါတယ်။ဖုံးတော်ကြီးဟာရှောင်းပိုင်းကိုဖမ်းချုပ်ဖို့လိုလို့ရှောင်းပိုင်းဟာသူမရဲ့သဒ္ဒိုးနဲ့ပြန်ကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့သတို့ဟာကျိုးသွားပြီးသူမဟာလည်းလွေဖုံးမျိုစင်စီကိုပို့ခံရပြီးဖမ်းချုပ်ခံလိုက်ရပါတယ် အမကိုဆုံးရှုံးလိုက်ရတဲ့ရှောင်းချင်းကလည်းဖုန်းတော်ကြီးဖာဟိုင်းကိုတက်ပြစ်မယ်ပြောပြီးတိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ဖုန်းတော်ကြီးဟာသူမကိုချုံနောင်ပြီးတသားစိတ်တွေမရှိတဲ့နေမျိုးကိုရှာဖွေဖို့ပြောပြီးရှုံးတော်မျိုးကိုပို့လိုက်ပါတယ်။သူမဟာအဲ့ဒီမျိုးကိုစူးစမ်းရှာဖွေနေတုန်းမှပဲနွားကောင်းမိစ္ဆာကြီးပေါ်လာပြီးသူမကိုလိုက်သက်ပါတော့တယ်။သူမဟာလည်းထိုလူကြီးကိုခုခံပြီးထွက်ပြေးရင်မိန်းကလေးတယောက်ကသူမကိုကူညီပေးခဲ့ပါတယ်။သူမတို့နှစ်ယောက်ဟာထိုလူကြီးလက်ထဲကပြင်းလွှာရင်တနေရာအရောက်မှာပြိမ့်မိသွားခဲ့ပါတယ်။ အဲ့အချိန်မှာပဲကားတွေပြုတ်ကြလာပြီးထိုလူကြီးကူပေါ်ကိုပြီးကျသွားခဲ့ပါတယ်။ပြီးတော့ကားသီးနဲ့လူတစ်ယောက်ထွက်လာပြီးသူမတို့နှစ်ယောက်ကိုကယ်သွားခဲ့ပါတယ်။မြို့ရဲ့တနေရာကိုရောက်တော့လာခဲ့တဲ့လူဟာရှောင်းချင်းတို့ကိုထားခဲ့ပြီးကားကိုမောင်းထွက်သွားခဲ့ပါတယ်။ရှောင်းချင်းကလည်းတဖန်မင်းကလေးရဲ့နမည်ဟာဆွင်းဆိုတာသိသွားပြီးသူရောက်နေတဲ့နေရာအကြောင်းကိုမေးမြန်းကြည့်ပါတယ်။မင်းလေးဆွင်းဟာသူနေတဲ့နေရာကိုခေါ်သွားပြီးသူမနေတဲ့နေမြေအကြောင်းကိုရှင်းပြနေပါတယ်။ သူမဟာရှောင်းချင်းမှာဘာစွမ်းအမမရှိတာကိုသိသွားပြီးဒီနေမြေမှာအင်အားကြီးတဲ့သူတွေအသက်ရှင်နိုင်ကြအောင်ပြောပြပါတယ်။ဒီလိုနဲ့မိန်းကလေးစွန်းဟာရှောင်းချင်းကိုအသက်ရှင်နေနိုင်အောင်တနက်ပြင်းနီးဆိုင်ကယ်စီးနီးတွေပါလေ့ကျင့်ပေးပါတယ်။မကြခင်မှာပဲနွားကောင်းမိစားကြီးတွေဟာသူမတို့နေတဲ့နေရာကိုအပိုင်စီးဖို့လာတိုက်ခိုက်လို့အဲ့ဒီနေရာကိုစောင့်နေရေပွဲကြီးဟာပြန်ခုခံတိုက်ခိုက်ပါတယ်။နွားကောင်းအဖွဲ့ရဲ့ခေါင်းဆောင်မှုနဲ့အမတ်ကြီးစေးမာတို့ဟာနေမြေလူဖို့အတွက်အစဉ်ခုန်နေကြပါတယ်။ အဲဒီအချိန်မှာပဲရှောင်းချင်းတို့နေရောက်ဟာထွက်ပြေးခဲ့လို့မိစာကြီးတွေဟာလိုက်တိုက်ခိုက်ကြပါတယ်။ထွက်ပြေးတိုက်ခိုက်ကြရင်လည်းနဆိုးကြီးတွေရှေ့ပြန်ရောက်လာပြီးမိန်းကလေးဆွေးဟာအသက်ခံလိုက်ရပါတယ်။ရှောင်းချင်းဟာလည်းစိတ်တူသွားပြီးထိုလူကြီးကိုတိုက်ခိုက်ပြီးတက်ပြစ်လိုက်နိုင်ခဲ့ပါတယ်။ဖက်ဖွဲကလူကြီးတွေဟာရှောင်းရှင်းကိုတတ်ဖို့လုပ်ပေမဲ့အမတ်ကြီးစေးမာကဝင်ခဲ့ပေးခဲ့ပါတယ်။ဒီလိုနဲ့အဖွဲနှစ်ဖွဲဟာတိုက်မလို့လုပ်နေတော့မှပဲလင်းလို့လူသားတွေထွက်ပေါ်လာပြီးအကုန်လုံးကိုလိုက်ကြိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှောင်းရှင်းကိုကယ်ပေးခဲ့တဲ့ကာရမဟာလည်းပြန်ပေါ်လာခဲ့ပါတယ်။ ပြိုကျက်ပျက်စီးနေတဲ့အဆောက်အဦတွေကိုဖျက်ကျော်ပြင်းနေတော့မှာပဲအမတ်ကြီးစေးမဟာရှောင်းချင်းကိုကဲသွားပြီးသူ့နေရာကိုခေါ်သွားခဲ့ပါတယ်။စေးမရဲ့နေရာကိုရောက်တော့ရှောင်းချင်းဟာသူ့မကိုအနိုင်ကျင့်ကျင်တဲ့မိန်းကလေးကိုလည်းအလဲတိုင်းနိုင်ခဲ့ပါတယ်။နောက်နေ့ရောက်တော့စေးမဟာဂိုင်းအတွက်ရိတ်ခါစုဆောင်ဖို့ဝမ်ကြီးစူပါမားကတ်ကိုရှောင်းချင်းကိုခေါ်သွားခဲ့ပါတယ်။စေးမဟာရှုံးလုံးမျိုးတွေကလူတွေဟာမကျေနပ်စိတ်တွေရှိနေတဲ့လူတွေဖြစ်ကြောင်းနွားကောင်းမိစ္ဆာတွေရဲ့အကြောင်းတွေကိုရှောင်းချင်းကို ပြောပြနေပါတယ်။ လက်လက်ရှောင်းနဆိုးနယ်မြေကိုရောက်တော့နဆိုးတွေကလိုက်တိုက်ခိုက်လို့သူတို့နယ်မြေကလွတ်အောင်ထွက်ပြေးခဲ့ပါတယ်။သူတို့ဟာလက်နက်တွေကိုအပ်ခဲ့ပြီးစူပါမားကတ်ထဲဝင်လာတော့ရှောင်းချင်းဟာသူမကိုကယ်ပေးခဲ့တဲ့မျက်နှာဖုံးနဲ့ကာရမားကိုတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ရှောင်းချင်းဟာအဲ့ဒီနေရာရဲ့ပိုင်ရှင်မြေခွေးမလေးကိုတွေ့ပြီးရှုံးလုံးမြွေစင်းမြစ်ကိုမင်းနေပါတယ်။မြေခွေးမလေးဟာသူတို့အားလုံးဟာမကျေနပ်စိတ်တွေကြောင့်ရှုံးလုံးကိုရောက်လာတာဖြစ်ပြီးသူတို့အားလုံးမှာမလွတ်ချနိုင်တဲ့ပစ္စည်းကိုစီပါလာတယ်ဆိုပြီးရှင်းပြနေပါတယ်။ အဲ့ဒီနောက်မြေခွေးမလေးဟာရှောင်းချင်းတို့အားလုံးကိုဘာမှမရှိခြင်းရေကန်ကိုခေါ်သွားပါတယ်။အဲ့ဒီရေကန်ဟာလူတွေရဲ့မကျေနပ်ချက်တွေ၊တန်ရုံးစင်တွေအားလုံးကိုဆုပ်ယူပြီးတော့ဘဝကူးစေပါတယ်။မျက်နှာဖုံးတဲ့လူဟာသူ့အကြောင်းကိုဘာမှမမှတ်မိတော့ရေကန်ထဲမှာဘာမှမတည်တဲ့ကွယ်ကွယ်မမြင်လိုက်ရပေမဲ့ရှောင်းချင်းကတော့သူ့ရဲ့အမရှောင်းပိုင်ကိုမြင်လိုက်ရပါတယ်။ရှောင်းချင်းဟာမျက်နှာဖုံးတဲ့လူကိုနှုတ်ဆက်နေတော့မှပဲရှုံးလုံမျိုးရဲ့ဒုက္ခဆိုတစ်ခုရောက်လာပြီးလင်းလို့လူသားတွေပါရောက်ရှိလာပြန်ပါတယ်။ လင်းလုံလူသားတွေလက်ကလွတ်ဖို့အတွက်ဘာမှမရှိခြင်းရေကန်တီကိုစောက်ခွာကြပါတယ်။ကံမကောင်းစွာနဲ့သူတို့အဖွဲ့ထဲမှာလင်းလုံလူသားကြိုက်ခံရတဲ့လူတယောက်ပါလာပြီးသူတို့ကိုတိုက်ခိုက်ကြပါတယ်။မျက်နှာဖုံးတဲ့လူကလူငယ်တယောက်ကိုကူညီရင်းဒုက္ခရောက်ခါနီးရှောင်ရှင်းတဲ့စေးမာကဝင်ကူလိုက်ရပါတယ်။အားလုံးညင်သွားတော့၃ရောက်သားစေးမရဲ့နေရာကိုပြန်ချိန်မှာစေးမရဲ့ခိုင်းကနွားကောင်းမိစားတွေတိုက်ခိုက်တာခံရပြီးပြက်စီသွားပါတယ်။စေးမကတော့လျှို့ဝက်လန်းကတဆင့်လွတ်မြောက်လာပေမဲ့ခိုင်းအတွက်မရှိတင်ငယ်ဖြစ်နေပါတယ်။ တိတ်မကြခင်မှာပဲဒုက္ခသူတစ်ခုဖြစ်တဲ့ရေဘေးဒုက္ခကအထက်လာနေတော့၃ရက်သားပြင်းမျက်နှာဖုံးနဲ့လူဟာအပေါက်ထဲကျွံပြီးညက်နေပါတယ်။စေးမာကသားပေမဲ့ရှောင်းချင်းကကဲမဲ့လို့တော့စေးမာကတကားကိုပိတ်ချထားခဲ့လိုက်ပါတယ်။ရှောင်းချင်းလည်းစိတ်ထိတ်ခိုက်ပြီးအသေးခံလိုက်တော့မဲ့အချိန်မှာမျက်နှာဖုံးနဲ့လူဟာသူ့အမဖြစ်နေကြောင်းသိသွားပြီးမျက်နှာဖုံးနဲ့လူကိုကဲထုတ်တော့နှစ်ယောက်စလုံးလွတ်မြောက်သွားပါတယ်။တနေရာရောက်တော့မျက်နှာဖုံးတဲ့လူဟာရှုံးတော်မျိုးကိုဘလို့ရောက်လာကြအောင်သူပါဘူးမှမမှတ်မိတော့ကြအောင်ပြောပြပါဗျ။ ်ပြီးတော့သူတို့နှစ်ယောက်ဟာရှုံးတော်မျိုးကနေထွက်လို့ရမယ်တခြားနီးလန်းကိုမေးဖို့မြခွေးမလေးစီကိုရောက်လာပါတယ်မြခွေးမလေးဟာရှောင်းချင်းတို့နှစ်ယောက်ရဲ့ယင်ထဲမှာစုပ်ကင်ထားတဲ့အရာတွေကိုလောင်စာအဖြစ်ပေးမယ်ဆိုရင်ရှုံးတော်မျိုးကထွက်လို့ရတဲ့နည်းဖြစ်တဲ့ရူကော်ဒရာအကြောင်းပြောပြမှာပဲဖြစ်ပါတယ်ရှောင်းချင်းတို့ဟာတဘောတူလိုက်ပြီးနောက်မြခွေးမလေးဟာရူကော်ဒရာအကြောင်းရှင်းပြပါတော့တယ် ရူကောဒရာဟာမွေးပုံတန်ဒရာဖြစ်ပြီးတခါတရံမွေးရဲ့အမိနေရာမှာဒရာတစ်ခုပေါ်လာတတ်ပြီးမွေးရဲ့ခေါင်းဘက်ကိုခုံပြီးသွားနိုင်ရင်ရှုံးတော်မျိုးကထွက်နိုင်မှာပဲဖြစ်ပါတယ်။သိမကြခင်မှာပဲနွားကောင်းမိစားကိုင်းကလူတွေဟာမြေခွေးမလေးရဲ့နေရာကိုဖျက်ဆီးဖို့ရောက်လာပြန်ပါတယ်။မြေခွေးမလေးဟာသူတို့ရဲ့လက်နက်တွေနဲ့ပြန်ခုခံပေမဲ့အင်အားချင်းမမျှလို့ကြာကြာထိမထားနိုင်ခဲ့ပါဘူး။ဒီလိုနဲ့သူတို့အားလုံးဘာမှမရှိချင်းရေကန်းစီကိုပြန်လာခဲ့ကြတော့အမတ်ကြီးစေးမဟာတတိပြန်ရလာပြီးနွားကောင်းကိုင်းရဲ့ကောင်းဆောင်နဲ့တိုက်ခိုက်ရင်းအသက်ခံလိုက်ရပါတယ်။ ရှောင်းချင်းကလည်းနွားကောင်းကင်းကလူရည်နဲ့တိုက်ခိုက်ရင်အသက်ခံရတော့မယ့်အချိန်မှာသူ့အမကဝင်ခဲ့လိုက်တော့မျက်နှာဖုံးဟာချိတ်မိပြီးကျွတ်သွားပါတော့တယ်။ဒီလိုနဲ့ရှောင်းချင်းဟာမျက်နှာဖုံးနဲ့လူဟာသူ့အမမဟုတ်ဘဲနွားကောင်းကင်းကလူရဲ့တရှိုးဆိုတာသိသွားပြီးဒေါသထွက်နေပါတယ်။နွားကောင်းကင်းဆောင်ဟာသူ့ရဲ့တရှိုးကိုမျက်နှာဖုံးကိုပြန်ပေးပြီးအစစ်မြစ်နေပေးလိုက်ပြီးမှသူ့တရှိုးကတော့နွားကောင်းပုံမျက်နှာမယူဘဲရှောင်းပိုက်မျက်နှာနဲ့လူပုံစံကိုယ်တာပြန်ယူခဲ့ပါတယ်။ ။နွားကိုင်းကောင်းဆောင်ဟာစိတ်တူပြီးသူ့ရဲ့တရှိုးကိုရိုက်နှက်နေတဲ့အချိန်မှာပဲမြေခွေးမလေးကိုလည်းတတ်ဖို့လုပ်ပါတယ်။မြေခွေးမလေးဟာရှောင်းချင်းကိုဒုက္ခတွေဆက်တင်ချိန်ကလူပြန်ဝင်စားမဲ့အချိန်ပဲလို့ပြောခဲ့ပြီးရေကန်နဲ့ခုံဆင်းသွားခဲ့ပါတယ်။မြေခွေးမလေးဟာသူ့ကိုယ်သူမြေခွေးအတွင်မြောင်းပြင်းပြီးရေကန်ထဲကရေရည်နဲ့နွားကိုင်းကလူတွေကိုလိုက်သက်ပါတော့တယ်။မြေခွေးမလေးဟာရှောင်းပိုင်းနဲ့ရှောင်းချင်းကိုလှည့်တစည်းပေးပြီးကူညီပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလမ်းလုံးကြီးတွေကြောင့်ကြောက်ဆောင်တစ်ခုပေါ်ကိုကျသွားပြီးရှောင်းချင်းဟာရှောင်းပိုင်းမျက်နှာဖုံးနဲ့လူရဲ့အကြောင်းကိုမင်းနေပါတယ်။ရှောင်းပိုင်းဟာလည်းသူ့ဘာမှမမှန်မိကြောင်သူ့အသက်ကိုနွားခိုင်းကောင်းဆောင်ကဲထားကြောင်ပြောပြပါတယ်။ သူဟာရှောင်းမိုက်မျက်နှာပုံပြောင်းရင်ရှောင်းချင်းဟာသူ့ရဲ့စကားကိုနားထောင်မယ်လို့တွေးပြီးပြောင်းခဲ့တာပါဒီလိုနဲ့ရှောင်းချင်းဟာရှုံးတော်မျိုးကထွက်နိုင်အောင်လုပ်မယ်ဆိုပြီးတနီယာကိုရောက်တော့ပင့်ကွန်ရင်တစည်းနဲ့တွေးကာစိတ်ကိုပြလိုက်ပြီးဝင်ခွင့်ရခဲ့လိုက်ပါတယ်အဲ့ဒီနောက်သူမတို့နှစ်ယောက်ဟာပင့်ကွန်ရင်မောင်နှမကိုကူညီတောင်းပြီးဂူထဲဝင်လို့ရခဲ့ပါတယ်ရှောင်းချင်းဟာဂူထဲကိုဝင်တော့ခဏကြာမှပဲပြန်ကန်ထွက်လာခဲ့ပါတယ်သူမဟာအပြင်လောကမှာတော့အချိန်ခဏလေးပဲမဲ့ဂူထဲမှာအချိန်ပိုကြကြောင်းကိုသတိထားမိခဲ့ပါတယ်ဒီလိုနဲ့သူမဟာထက်ဝင်သွားပြီးဖုန်းတော်ကြီးဖာဟိုင်နဲ့တွေ့တော့ဖုန်းတော်ကြီး ီးဟာနွားကားရဲ့ကောင်းဆောင်ကိုကူညီပေးထားတာကိုသိလိုက်ရပါတယ်။ရှောင်းချင်းဟာစိတ်တူသွားပြီးဖုန်းတော်ကြီးကိုတိုက်ခိုက်ပေမဲ့မအောင်မြင်ပဲဂူအပြင်ကိုပြန်ကန်ထွက်လာခဲ့ပါတယ်။သူမဟာအချိန်ချင်းပြန်ဝင်ပြီးအညိုကြီးစွာတိုက်ခိုက်ပေမဲ့အင်းရချင်းမမြပဲပြန်ပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂူအပြင်ကလည်းမိဘအန်နီရဲ့နဲ့အတူနွားကိုင်းကောင်းဆောင်ဟာရောက်ရှိလာပါတယ်။ရှောင်းချင်းကလည်းဂူတဲကိုပြန်ဝင်ပြီးအိုမင်းနေပြီဖြစ်တဲ့ဖုန်းတော်ကြီးဖားဟိုင်းကိုထတ်တိုက်ခိုက်ပြန်ပါတယ်။ ဒီတစ်ခါမှာအားနည်းနေပြီဖြစ်တဲ့ဖုန်းတော်ကြီးကိုရှောင်းချင်းဟာအနိုင်တိုင်နိုင်ခဲ့ပြီးသူ့ရဲ့နေရာကိုလည်းဖျက်ဆီးပစ်လိုက်ပါတယ်။ဖုန်းတော်ကြီးမရှိတော့တဲ့အတွက်နွားကိုင်းကောင်းဆောင်ကိုပေးထားတဲ့တန်ကြပ်ကာကြီးဟာလည်းပျက်စီးသွားခဲ့ပါတယ်။အားလုံးပြီးတော့ပင့်ငူရင်ကြီးဟာရူကော်ဒရာစီကိုယောက်လာပြီးအဲ့ဒီအချိန်မှာပဲရူကော်ဒရာဟာလည်းပေါ်ထွက်လာပါတယ်။ ။ရှောင်းချင်းတို့ဟာတရားကိုရောက်ဖို့အိပ်ပျော်နေတဲ့လင်းတို့လူသားတွေကိုခက်ခက်ခဲခဲဖျက်ကျော်ခဲ့ရပါတယ်။တနည်းအားရောရှောင်းပိုင်းမျက်နှာဖုံးတဲ့လူဟာပြုတ်ကြမလို့ဖြစ်ပြီးရှောင်းချင်းဟာကူညီပေးလိုက်ပြီးသူတို့ရဲ့နောက်မှာနွားကိုင်းကောင်းဆောင်လဲတရားပေါ်လိုက်လာတာကိုမြင်လိုက်ရပါတယ်။ဒုက္ခတွေဖြစ်တဲ့လင်းတို့လူသားတွေဟာလည်းနိုးလာကြပြီးသူတို့အားလုံးကိုလိုက်လိုက်ခိုက်တော့နွားကိုင်းကောင်းဆောင်ဟာလင်းတို့ကိုက်တာခံလိုက်ရပါတယ်။နွားကိုင်းကောင်းဆောင်ဟာတရားကိုဖျက်ချလိုက်ပိတ်ထားလိုက်လို့ရင်ရှောင်းပိုင်ကိုသွားလို့မရအောင်နှောက်ရှက်ပါတယ်။ သူတို့အားလုံးလွတ်အောင်ပြေးနေတော့မှာပဲတရားဟာကျိုးကာနီဖြစ်နေပြီးနွားကိုင်းကောင်းဆောင်ဟာလည်းတဖြည်းဖြည်းလင်းတော်လူသားအတွင်ကိုပြောင်းသွားပါတယ်တရားကျိုးသွားတော့ရှောင်းချင်းတို့နေရောက်ဟာတစ်ဖက်ကိုလန်းခုန်ပြီးရောက်တော့မဲ့အချိန်မှာပဲလင်းတော်လူသားဖြစ်သွားတဲ့နွားကိုင်းကောင်းဆောင်ဟာရှောင်းပိုက်ကိုဆွဲထားလို့နှစ်ယောက်လုံးပြန်ပြုတ်ပြသွားခဲ့ပါတယ်လင်းတော်လူသားဟာရှောင်းပိုက်ကိုကိုက်ဖို့ကြိုးစားလို့ရှောင်းပိုက်ကပြန်ခုခံနေပေမဲ့နောက်ဆုံးမှာရှောင်းပိုက်ဟာအကိုက်ခံလိုက်ပြီးလင်းတော်လူသားကိုပါတတ်ပြစ်လိုက်ပါတယ် ။ရှောင်းချင်းကလည်းဘာဖြစ်လို့အကိုက်ခံလိုက်တာလဲလို့မေးပြီးငိုနေတုန်းမှာလင်းနုလူသားဖြစ်ကနီးရှောင်းပိုင်းဟာသူ့ရဲ့တောင်းပန်ကိုသုံးပြီးရှောင်းချင်းကတစ်ဖက်ချမ်းကိုရအောင်ကူညီပေးပါတယ်။လင်းနုလူသားဖြစ်ကနီးရှောင်းပိုင်းဟာတစ်ဖက်ချမ်းကိုသူတွားလို့မရနိုင်တာသိပေမဲ့မရရအောင်သွားပြီးရှောင်းချင်းကိုသူ့ထည့်လိုက်ပါတယ်။ရှောင်းချင်းဟာရှောင်းပိုင်ကိုပြန်ဆွဲခေါ်ပေးမယ်။ရှောင်းပိုင်ကတော့ဘာမှမရှိခြင်းကံရည်ပြင်းတဲ့ကလူကိုသူတိချမြင်ခဲ့ကြအောင်အဲ့ဒီနေ့ကလိုပဲဒီနေ့လည်းပန်းတွေပြန်ကျဲနေကြအောင်ပြောပြီးပြက်စီသွားပါတော့တယ်။ အဲ့ဒီနောက်ရှောင်းချင်းဟာမှန်လောကထဲပြန်ရောက်လာခဲ့ပြီးသူ့အမဘယ်ရောက်နေမလဲဆိုပြီးတွေးတောနေပါတယ်။ရှောင်းချင်းဟာရှောက်သွားရင်းနဲ့ပလွေမှုနေတဲ့လူကြီးတယောက်ကိုတွေးပြီးလွေဖုံးမျောစင်အကြောင်းမေးနေပါတယ်။ထိုလူကြီးဟာလွေဖုံးမျောစင်ကပျက်စီးသွားပြီးပြင်ပြထားတာဖြစ်ကြောင်းအဖမ်းခံထားရတဲ့ရှောင်းပိုင်ဟာလည်းကြင့်ကြံအားထုတ်ပြီးလူပြန်ဝင်စားကလောကရဲ့တနေရာမှာရှိနေမှာဖြစ်ကြောင်းပြောပြပါတယ်။ဒီလိုနဲ့ရှောင်းချင်းဟာမျောသိရဲ့ပြတိုက်ကိုရောက်တော့သူ့မရဲ့ကျိုးသွားတဲ့သလိုလေးကိုတွေ့သွားပြီးသူ့မရဲ့ပလွေလေးနဲ့ဆက်ကြည့်လိုက်ပါတယ် စက်ကြည့်ပြီးတော့ရှုံးတော်မျိုးကမျက်နှာဖုံးတဲ့လူဟာသူ့အမဝင်စားတာဖြစ်ကြောင်းသိသွားပြီးငိုကြွေးနေပါတော့တယ်။အဲဒီနောက်သတို့လေးဟာရွှေအောင်လက်သွားပြီးသူ့အမရဲ့လူပြန်ဝင်သားပုံအစဉ်အဆက်ကိုပြတ်တပေးနေပြီးအဲ့ထဲမှာမျက်နှာဖုံးတဲ့လူပါပါနေခဲ့ကအဝေးကိုလွင့်ဆင်သွားခဲ့ပါတယ်။ရှောင်းချင်းဟာလည်းထိုဖြစ်ရက်တွေကိုဝမ်းနည်းစွာကြည်နေတော့မှပဲသူ့အမရဲ့ခေါရံလေးကိုကြာပြီးဇလန်းလေးဟာပြီးဆုံးသွားပါတော့တယ်။